ဒီမင်းရဲ့သတင်းတွေဖတ်ကြည့်နေတဲ့အချိန်မှာတရုတ်ဆောင်သူဆုံးသွားပြီဆိုပြီးတော့သိလိုက်ရတယ်ဗျ။ဟာဒီညီလေးဘာကြောင့်ဆုံးသွားတာလဲပေါ့။ကလေးဘွားတွေကတရုတ်ဆောင်လာခဲ့တာအခုဆိုရင်ဒါမဲချိုဇက်ကနဲ့ပြည်သက်တွေရင်ထဲကိုပြန်လဲရောက်ရှိလာပြီးတော့ဘလို့ဖြစ်တာလဲပေါ့။ရုတ်တန့်ဇလန်တွဲတွေလည်းရိုက်နေတယ်။နောက်ဒီယောက်ျားကောင်းအတောင်20ဝက်ဇက်ကမှလည်းအကယ်ဒမီစကားတင်းစင်းဝင်ထားတဲ့ညီလေးဗျ။ဘာကြောင့်ဆုံးသွားတာလဲဆိုပြီးတော့လေ့လာကြည့်လိုက်တော့ ်စီရနီယာကအက္ဆီဒန်ဖြစ်ခဲ့ပြီးတော့ဆယ်ရက်နေမနေ့6နာရီလောက်မှဆုံးသွားတယ်ဆိုပြီးတော့သိလိုက်ရတယ်။ရှေ့မှာလည်းသူကအခုလိုအက္ဆီဒန်မျိုးဖြစ်ခဲ့သေးတယ်လို့လည်းသိရတယ်ဗျ။အဲကြတော့ကျွန်တော်ရဲ့အမျိုးတွေ viewer တွေလည်းစံကယ်ကားမောင်းတဲ့အခါမှာသတိရှိပါ view site ကြပါဗျာနော်။အသက်ငယ်ငယ်ရွယ်နဲ့လည်းဒါဆုံးဖားကွယ်လွန်သွားနိုင်တယ်။နော်ဒီညီလေးကတော့အသက်လည်းအရန်ငယ်တယ်တကယ်လူတော်လူကောင်းလေးဆိုတော့မိသားစုနဲ့ထပ်တူထပ်များစိတ်မကောင်းဖြစ်ရပါတယ်ဗျ။ တိရိယာဘွားမှာလည်းဒီလိုအဖြစ်ဆိုးမျိုးနဲ့ကင်းဝေးပြီးတော့ကောင်းရမွန်ရဘုံဘွားကိုရောက်ရှိရရှိပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ဗျာကင်းဝေးရလောကကဒီသေးအမောင်ရနေတဲ့တွင်တွင်နေတဲ့ဒီဘွားရဲ့လေညောင်းလင်းခြင်း